မင်္ဂလာပါတတမီမီလေးတို့ရေဒီချဲ့ရဲ့ channel လေးကနေ ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီချဲ့ကပုံမြင်လေးတွေသင်ခန်းစာလေးတွေမတင်ရတာကြာပြီဖြစ်တဲ့အတွက်ဒီချဲ့ကိုမေ့နေကြပြီလားဟုတ်ပြီတတမီမီလေးတို့ရေအခုကစားပြီးတော့တတမီမီတို့ရဲ့အိယာဝင်းပုံမြင်လေးတွေ သင်ကန်းစာလေးတွေလေ့လာနိုင်မှုအတွက်သင်ကန်းစာဗီဒီယိုလေးတွေကိုဒီချေကပြန်ပြီးတော့အချိန်မှန်ပုံမှန်တင်သွားပေးပါမယ်နော်ဒါကြောင့်ဒီချေ channel လေးကိုလည်း like and share လေးလုပ်ဖို့မမေ့နဲ့ဦးနော်ဟုတ်ပြီတတမီမီလေးတို့ရေဒီနေ့ပြောပြမယ်အိယာဝေပုံမြင်လေးကဘာလဲဆိုရင်မျက်နာကြည့်ရာဟင်းပက်ပါဆိုတဲ့အကြောင်းလေးကိုပြောပြမယ်ဟုတ်ပြီနော်ဟုတ်ပြီမျက်နာကြည့်ရာဟင်းပက်ပါဆိုတာဘာပါလဲ မျက်နှာကြီးတဲ့သူကဟင်းပတ်အကြီးစားရတာလားလို့ထင်ကောင်းထင်နိုင်မယ်နော်ဟုတ်ပြီဒါဆိုပုံမြင်လေးကိုနားထောင်ကြည့်ရအောင်တခါတော့ငါရွာတရွာမှာကိုမောဆိုတဲ့လူတယောက်ရှိတယ်တဲ့ကွယ်တနေ့မှအဲ့ဒီကိုမောဟာခရီးတွေသွားပြီးမျက်စီလဲလမ်းမာပြီးလမ်းစိတ်တွေပြက်ပြီး အစားအသောက်တွေမစားရရေမတောက်ရနဲ့အဝေးအစားတွေကလည်းစုပ်ပြတ်ညစ်ပတ်နေတာပေါ့တဲ့ဒီလိုနဲ့အဲ့လိုမစားရမတောက်ရတာကြာလာတော့သားတို့သမီးတို့ရောကဲရေတွေမစားထမင်းမစားရဘူးထမင်းတွေအရန်စားနေပြီရေတွေအရန်စားနေဆိုဝမ်းတွေကဘာဖြစ်လာတော့ဘလို့ကြီးနေတော့တိလားဟုတ်တယ်မမိုးကြီးနေတုံတုံကြီးနေတယ် ဟုတ်တယ်ပူပူကြီးနေတယ်မှန်တာပေါ့အဲ့ဒီကိုမော်လေးကလည်း तू မစားရတဲ့ရက်တွေများလားတော့ငါဝမ်းပူစာ မနေသားဆိုတယ်လို့ဘိုက်ဆာဆာနဲ့နီးဆက်ရွာမှာရှိတဲ့ရွာလေးစီကိုတအိမ်ဝင်တအိမ်ထွက် စားစရာတွေလိုက်တောင်းတော့တယ်တဲ့ကွယ်ကျွန်တော်ကိုစားစရာလေးနည်းနည်းလောက်ကျွေးပါခမရ ကျွန်တော်ကိုစားစရာလေးနည်းနည်းတော့ကျွေးပါခင်ဗျာကျွန်တော်ခီးသွားရင်လမ်းစိတ်ပြက်လာလို့ပါကျွန်တော်ကိုကျွေးကြပါဦးနော်ဆိုပြီးတော့လေ तू ကတဲ့အိမ်ဝတဲ့အိမ်ထွက်တောင်းနေတဲ့အဲ့လိုတောင်းတဲ့အခါမှာလူတွေကလည်းသူ့ရဲ့ဟောင်းနှံဆုပ်ပြက်နေတဲ့အဝတ်အစားကြီးတွေကိုကြည့်ပြီးဒီလူကအယူပဲလို့ထင်ခဲ့ကြတယ်တဲ့အိမ်တဲ့အိမ်ရဆိုလေသူ့ကိုဘလို့လဲဆိုရင်တွားငါတို့အိမ်ရှိမလားနဲ့ငါတို့အိမ်နာမကန့်နဲ့ ဝဲဝဲသွားနေစမ်းလို့អော်ဟစ်ပြီးတော့မောင်းနေထုတ်ခဲ့ကြတဲ့ကွယ်ဒါကြောင့်တနေ့လုံးမှာကိုမော်လေးတယောက်ဘာကိုမှကိုမဆားရဘူးတဲ့ကွယ်နောက်တနေ့ရောက်တော့တထေးတယောက်ကလမ်းမှာရှောက်သွားနေတဲ့ကိုမော်ကိုအင်မတန်မှတန်မိုးရှိတဲ့အဝေအစားတစုံကို ပေးကမ်းလိုက်တဲ့ကွယ်အဝေကြီးအဝေတံမိုးကြီးတဲ့အဝေတွေကိုဝေးပြီး အရင်နေ့လူလူပဲကိုမော်လေးကစားစရာရလို့ရညာတဲ့အိမ်ဝေတဲ့အိမ်ထွဲလိုက်တောင်းတာပေါ့ကွာအဲ့လိုလိုက်တောင်းတော့မနေ့တုန်းကကြတော့သူ့ကိုအဝေစားဆုတ်ပြက်နေတာကြီးမြင်တော့ကြတော့ဘာဖြစ်ကြလဲဟုတ်တယ်အယူလို့ခေါ်တဲ့သူကခေါ်တယ်မောင်းထုတ်တဲ့သူကမောင်းထုတ်တယ်ဒီနေ့လေကြာရောတိလာမနေ့ရလို့မဟုတ်ဖဲနဲ့လေသူ့ကိုသူ့ကိုအော်ခဲ့ငောက်ခဲ့ မောင်းထုတ်ခဲ့တဲ့အိမ်တွေကလေထတ်တောင်းကြည့်အောင်ပါပဲလို့ तू ကစိတ်ကူးကြည့်တော့ကြတော့လေကျွန်တော်ကိုစားစရာလေးနည်းနည်းလောက်ပေးပါခမညာကျွန်တော်ကိုစားစရာလေးနည်းနည်းလောက်ပေးပါခမညာလို့ပြောယုံလို့စကားတောင်မဆုံးသေးဘူးတဲ့ကွယ်အဲ့ဒီအိမ်ရှင်တွေကလေအာ तू ဝတ်ထားတဲ့အဝတ်အစားတွေကိုကြည့်ပြီးတော့လေကြွားပါခမညာဟာဘယ်လိုတကားဝါးအိမ်မှာရက်နေတာလဲအိမ်ထဲဝင်မှာခမညာဆိုတယိုတသေးတွေပြောပြီးစားစရာတွေနဲ့ အဲ့ခံကျွေးမွေးတာပေါ့ကွယ်ကဲအဲ့လိုနဲ့ तू ကဇပွဲပေါ်မှာရှိတဲ့ဇာစရာမျိုးစုံအာဟေးမျိုးစုံတရေစာမျိုးစုံကို तू ကစားရတဲ့အခါမှာအဲ့ဒီကိုမော်လေးကအရင်ဆုံးဘာလုပ်လဲဆိုတော့မစားသေးပဲနဲ့လေစူတောင်းမြစ်တာပို့တာလိုက်တယ်သူ့ရဲ့သူတို့ကျွေးမွေးထားတဲ့မုံတစ်ခုကိုလှမ်းယူပြီးတော့ သူ့အဝတ်အစားကိုအရင်ဦးဆုံးကျွေးခဲ့တယ်တဲ့။သူဝတ်လာတဲ့အဝတ်အစားကိုအရင်ဆုံးကျွေးတယ်နော်။ကိုငါဝတ်စားလာလို့ဖြစ်တယ်။မင်းအဝတ်အစားကမင်းအဝတ်အစားကြောင့်လား။ငါဒီလိုစားရတာစားစားစားဆိုသူကအဲ့လိုမြစ်တာပို့စူတောင်းမြစ်တာပို့ပြီးအဲ့လိုလေးလှုပ်လိုက်တဲ့အခါမှာတဲ့။ပေါ့ခုနလေးကကိုမောကိုကျွေးနေတဲ့အင်ရှင်တွေရတယ်။အဲ့ဒီကို ူလုံနေတဲ့အပြုတ်အမူတွေကိုမြင်ပြီးတော့လေမဟုတ်တာဗျာတဲ့အဝေစားကဘယ်စားပါမလဲတဲ့ဘာကြောင့်ကျွေးရတာလဲဗျာလို့မေးလိုက်တယ်တဲ့အဲ့လိုမေးလိုက်တဲ့အခါမှာသူကလည်းရေတွေဖြိုင်းဖြိုင်းကြားပြီးတော့ပြန်ဖြေခဲ့တယ်တဲ့ဒီအဝေအစားတစ်တစ်လွင်လွင်နဲ့တန်မိုးရှီလွန်လာကြောင့်ကျွန်တော်ဒီနေ့စားစရာတွေရှိခဲ့တာပါဗျာမနေ့ကဆို ကျွန်တော်ဟိုဒီအိမ်ကိုအစားအစာနည်းနည်းတော့လာတောင်းနေတဲ့ ခွေးမောင်းတယ်လို့မောင်းထုတ်ခံရတယ်။ဒါကြောင့်တဲ့ကျွန်တော်ရဲ့ဒီအဝေးအစားတွေကိုကျွန်တော်ကကျေးဇူးအရင်တင်လို့လို့သူနဲ့ထိုက်တန်တဲ့အစားအစာတွေကိုကျွေးနေတာပေါ့ဗျာတဲ့။ဂေးတောက်ဟုတ်သမီးတို့ရေဒါဆိုရင်လူမအဝတ်တောင်းမှာအကို့ဆိုတဲ့စကပုံလေးကိုကြားဖို့လားတောင်းနေမှာဆိုရင်လေအနာတွေစုပ်ပြတ်နေရင်ဘသူကကင်ကျင်သေးလဲ မကင်ကျင်မှုနော်တက်တက်ရရကလေးလှလှပပလေးအစ်စ်ကလေးဆိုရင်အမလေးကင်ကျင်ကြတယ်ဟလာအော်မကောင်းတော့ဘူးဆိုရင်နည်းနည်းလေးပျက်စီးသွားပြီဆိုရင်ကိုပဲနှုတ်ပြကြတယ်ခြေထောက်တွေနဲ့ပိတ်ကန်ကြတယ်ဟုတ်တယ်နော်အဲ့လိုပဲလူတွေမှလည်းအဝေစားတောက်တောက်ပြောင်ပြောင်လေးဝစ်သွားတာနဲ့ပေဆုပ်ဆုပ်ကြီးနေတာနဲ့မတူဘူးလူတွေအဝေစားတောက်တောက်ပြောင်ပြောင်လေးဝစ်လိုက်တော့ဟိုလူကခေါ်ခြင်းဒီလူကခေါ်ခြင်းဟလား အဲအဝိစားဆုပ်ဆုပ်ပြက်ပြက်ကလေးဝစ်သွားပြီဆိုရင်တော့အရန်အထင်သေးကြတယ်မတူတလို့မတန်တလို့ဆက်ဆံကြတယ်ဟုတ်တယ်နော်ဒါကြောင့်သားတို့သမီးတို့ရေဒီနေ့ဒီချေပြောပြတဲ့ပုံမြင်လေးကပါတယ်လေမျက်နာကြီးရဟင်းဘက်ပါဆိုတဲ့အကြောင်းအရာကဒါပဲလေအဝိအစား ဒီစုတ်ပြက်တက်ပြီးဝင့်နေတဲ့အချိန်သူတကယ်စာလောင်းနေတဲ့အချိန်တော့ကြတော့သူ့ကိုမောင်းထုတ်ကြတယ်အယူလို့ခေါ်ကြတယ်ခွေးမောင်းတယ်လို့မောင်းခံရတယ်နောက်နေ့သူစားကြရလေးလည်းရှိလာတယ်အဝတ်အစားတစ်တစ်ပြောင်ပြောင်လေးလည်းရလို့ထပ်တောင်းကြည့်တော့ကြတော့ကောင်းကောင်းမွန်မွန်အဲ့ခံကျွေးမွေးကြတယ်ဒါကြောင့်မျက်နှာကြည့်ရဟင်းပက်ပါဆိုတာဒီကိုမော်လေးကအဝတ်အစားတစ်တစ်ပြောင်ပြောင်လေးနဲ့ကြတော့ လူအများဟာသူတပားရဲ့အပေါ်ရန်အပြင်အစင်တွေကို ကြည့်ပြီးတော့အစစ်အတန်းတွေခွဲကြကြတယ်တဲ့ဒါကြောင့်မျက်နာကြီးရဟင်းဘက်ပါဆိုတဲ့ဒီစာစုလေးနဲ့ဒူပုံမြင်လေးကိုတာဝတ်သမီးတို့ကိုတီချဲကမျှဝေပေးလိုက်တာဖြစ်ပါတယ် ဒါကြောင့်ပုံမြင်လေးကိုနားထောင်ပြီးတော့အသိပညာဗဟုသုတတွေရသွားမယ်ထင်ပါတယ်နော်ရသွားတယ်ပြန်လည်မျှဝေမှုတွေရှိခဲ့ရင်လည်း comment မှာရေးပေးသွားပါဦးနော်ခြေကတော့ DJ ကိုချိုဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်နေ့တွေလည်းစောင့်မျှော်ပြီးတော့နားထောင်ပြီးကြပါဦးနော်ကျေးဇူးပါ